China 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 ကရုတ်ကိုကုံသွဲရေးအရာ Trump ဘာကြောင့်အပြင်းထန်ထိုးနှက်နေပါလဲဒီအကြောင်းကိုအခုတစ်ပတ်ပြောပြအောင်မယ့်အစီအစဉ်ကနေတင်ဆက်ပေးပါမယ်ကမ္ဘာနိုင်ငံတော်တော်များများကိုသွင်းကုန်ဆိုင်ရာအခွန်အခတွေပမာဏအများအပြားမြင့်တင်မဲ့ American သမ္မတ Trump ရဲ့မူဝါဒအပြောင်းလဲကြောင်းနိုင်ငံတကာမှာဝေဖန်မှုတွေထွက်ပေါ်နေပြီးနိုင်ငံတကာရှယ်ယာဈေးကွက်မှာလည်းထိခိုက်ကြဆင်းမှုတွေဖြစ်ပေါ်ခဲ့ပါတယ် ဒါပေမဲ့အမေရိကန်ရဲ့ကုန်သွယ်ဘက်နိုင်ငံအများအပြားကစိတ်ဒုက္ခကြီးစွာနဲ့စောင့်ဆိုင်းနေရတဲ့အချိန်ကိုမရောက်ခင်မှာပဲ Trump ကရုတ်တရက်အပြောင်းအလဲတစ်ခုကိုကြေညာလိုက်ပါတယ်။ April 9ရက်နေ့မှာ Trump ကမူလသတ်မှတ်ထားတဲ့နိုင်ငံအလိုက်အတွင်းကုန်အခွန်တိုးကောက်မဲ့ကိစ္စတွေကို၃လဆိုင်းငံ့မယ်လို့ထုတ်ပြန်ခဲ့ပါတယ်။နိုင်ငံအလုံးကိုအတွင်းကုန်အခွန်တဆက်ရခိုင်နှုန်းသာတန်းတူစည်းကြပ်ထားအောင်မယ်လို့ဆိုပါတယ်။ဒါပေမဲ့ချွင်းချက်အနေနဲ့အဲ့ဒီထဲမှာတရုတ်တော့မပါခဲ့ပါဘူး။ ထရမ့်ကတကဘာလုံးနဲ့အမေရိကန်ကြားကုန်သွယ်ရေးစစ်ပွဲမျိုးဖြစ်လာမယ့်အခြေအနေကိုရွှေ့ဆိုင်းလိုက်ပြီးတရုတ်နဲ့အမေရိကန်တို့ကြားကုန်သွယ်ရေးစစ်တလဲမှာထိတ်တရင်ဆိုင်တွေးဖို့ကိုပဲရွေးချယ်လိုက်ပါတယ်။တရုတ်ရဲ့စီးပွားရေးအင်အားကြီးထွားလာမှုဟာအမေရိကန်ကိုထိခိုက်စေတယ်လို့ထရမ့်ကအတိအလင်းစွပ်စွဲထားပါတယ်။ပြီးတော့နှစ်နိုင်ငံကြားကုန်သွယ်ရေးကအမေရိကန်ကိုနစ်နာစေမဲ့တစ်ဖက်ဆောင်းနေအနေအထားမျိုးဖြစ်နေတယ်လို့ထရမ့်ကထောက်ပြပြီးအဲ့ဒီအခြေအနေကိုကုစားဖို့အတွက်ဆိုပြီး တရုတ်သွင်းကုန်တွေကိုအခွန်တိုးမြှင့်စီးကြတာဖြစ်ပါတယ်။ဒါကထရမ့်ရဲ့ပထမသမ္မတသက်တမ်းမှာကလေးကလက်ကင်ပြုတ်ခဲ့တဲ့မဟာဗျူဟာမူဝါဒပါ။လက်ရှိဒုတိယသက်တမ်းမှာတော့ပိုပြီးတော့တောင်ကြမ်းတမ်းလာပါတယ်။ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်းတရုတ်ရဲ့စီးပွားရေးကလှည့်လည်မြန်မြန်ပဲတိုးတက်လာပြီးကမ္ဘာပေါ်မှာဒုတိယစီးပွားရေးအင်အားအတောင့်တင်းဆုံနိုင်ငံကြီးဖြစ်လာပါတယ်။များပြားလာတဲ့လူဦးရေနဲ့အတူတရုတ်ဟာဈေးပေါ်တဲ့လောက်အားရင်းမြစ်ကိုပိုင်ဆိုင်ထားပါတယ်။ အဲ့ဒီအရင်းမြစ်ကပဲကမ္ဘာနှက်ကရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီးတွေကိုဆွဲဆောင်နိုင်ခဲ့တာပါမိတ်အင်ချိုင်းနာဆိုရင်တာရှင်မခိုင်ရင်တောင်ဈေးပေါ်တယ်ဆိုတဲ့စံနှုန်းမျိုးအောက်မှာတရုတ်ရဲ့ကုန်ထုတ်လုပ်မှုတွေကအရန်ကျပြတ်လာခဲ့ပါတယ်နီးပညာပိုင်းအစ်င့်မြင့်လာတဲ့ကာလတွေမှာတော့တရုတ်ဟာထုတ်ကုန်အရေသွေးပိုင်းကိုပါမြင့်တင်ပြီး American အပါဝင်ချမ်းသာကျွဲဝတဲ့ဈေးကွက်တွေထဲထုတ်ကုန်တွေတင်ပို့ပြီးထိုးဖောက်လာပါတယ်တရုတ်ဟာကမ္ဘာကြီးရဲ့ဆက်မှုဆောင်လို့တင်စားလို့ရလောက်တဲ့အထိ ုံထုတ်ကန်တာကိုအားပြုရင်းစီးပွားရေးကိုတိဆောက်ယူခဲ့တာပါပြီးတော့ကုံထုတ်စွန်အားတိုးလာသလိုတရုတ်ပြည်သူတွေရဲ့အကျွဲဝမှုကလည်းမြင့်တက်လာပါတယ်ဒါကြောင့်တရုတ်ပြည်သူတွေရဲ့ငွေသုံးနိုင်စွမ်းလည်းမြင့်လာပြီးနောက်ဆက်တွဲအနေနဲ့လူဒုဟာနိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကိုတောင်းဆိုလာမယ်လို့လေးလာသူတွေကသုံးသပ်ခဲ့ကြပါတယ်ဒါပေမဲ့တရုတ်ရဲ့စီးပွားရေးကလက်ရှိအချိန်ထိကုံထုတ်ကန်တာအပေါ်ကြီးကြီးမားမားမှီခိုထားရဆဲဖြစ်သလိုနိုင်ငံရေးမှာဆိုရင်လဲအာနာယကွန်မြူနစ်ပါတီက ပို့ပြီးတင်းကျပ်တဲ့ချုပ်ကန်မှုတွေကိုတော့အကောင့်ထဲဖော်လာနေပါတယ်။မြန်မာကာလမှာတရုတ်ဟာကဘာပေါ်ကလျှက်စစ်ကအားလုံးရဲ့60ရာခိုင်နှုန်းကိုထုတ်လုပ်ထားပြီးအများစုကိုပြည်ရင်းမှာပြန်ရောင်းချနေပါတယ်။ပြီးတော့အဲ့ဒီလျှက်စစ်ကားတွေအတွက်လိုအပ်တဲ့လျှက်စစ်ဘက်ထရီအားလုံးရဲ့80ရာခိုင်နှုန်းကိုလည်းတရုတ်မှာပဲတက်ဆင်ထုတ်လုပ်တာပါ။ဒါကြောင့်တရုတ်ကပြည်ရင်းဈေးကွက်ကိုဝေစု ခွဲမပေးဘဲလဝကြီးအုပ်ထားတဲ့အပြင် American Sea ကုန်စည်တွေအလုံးအရင်တင်ပို့ရင်အကျိုးမြတ်ရနေတာက အမေရိကန်ကိုနှင်နာစေတယ်လို့ထရမ့်စွပ်စွဲပါတယ်။ဒီအခြေအနေကိုကုစားနိုင်မယ့်အထူးရောက်ဆုံးနည်းလမ်းကတော့အခွန်စည်းကြမ်းမှုတွေဖြစ်တယ်လို့ထရမ့်ကပြောပါတယ်။သူ့ရဲ့ဒုတိယကြိမ်သမရတက်တန်းစကရေကထရမ့်ဟာတရုတ်ရဲ့သွင်းကုန်တွေကိုတစ်ခေါက်ပြီးတစ်ခေါက်အခွန်တိုးမြှင့်စည်းကြက်ခဲ့ပါတယ်။ပထမတစ်ခေါက်မှာသွင်းကုန်တွေရဲ့တန်ဖိုး20ရာခိုင်နှုန်းကိုအခွန်ကောက်ဖို့သတ်မှတ်ပြီးဒုတိယတစ်ခေါက်ထပ်ပေါင်းမဲ့အစီအစဉ်အရ54ရာခိုင်နှုန်းဖြစ်သွားပါတယ်။ ဒီအပေါ်တရုတ်က မချေနဲ့လို့ American ကုန်စည်တွေကိုအခွန်စည်းချက်ပြီးတန့်ပြန့်မယ်ဆိုရင်တော့အခွန်90ရာခိုင်နှုန်းထပ်ပေါင်းပြီးစုစုပေါင်းအတွင်းကုန်အခွန်ပမာဏ104ရာခိုင်နှုန်းကောက်ခံမယ်လို့ Trump ကချိန်ချောက်ခဲ့တာပါဒါကိုတရုတ်ကမချေနဲ့လို့ American ကုန်စည်တွေကိုအခွန်84ရာခိုင်နှုန်းကောက်ခံမယ်လို့တန့်ပြန့်ကြေညာခဲ့ပါတယ်အဲ့ဒီနောက် Trump ကတခြားနိုင်ငံတွေအပေါ်အခွန်တိုးကောက်တာကိုဆိုင်းငံ့ပေမဲ့တရုတ်တနိုင်ငံတည်းကိုအခွန်125ရာခိုင်နှုန်းစည်းချက်မဲ့ သူ့ရဲ့ဆုံးဖြတ်ချက်ကိုကြေညာခဲ့ပါတယ်။ထရမ့်ရဲ့သဘောထားကတော့ American ကအခွန်တိုးကောက်တာကိုလက်တော့မပြန်ဘဲငြိမ်းခံရင်အကျိုးခံစားရမှာဖြစ်ပြီးဖီဆန်တဲ့တရုတ်ကိုတော့တန်ခတ်လိုက်တယ်ဆိုတဲ့အထိပ်ပဲပါ။နှစ်နိုင်ငံကြားအပြိုင်ဆိုင်အခွန်တွေစီးကြကြတာကနှစ်ဖက်သွားဓာတ်နဲ့တူပါတယ်။နှစ်ဖက်စလုံးထိခိုက်နစ်နာမှုတွေကြုံကြရပါတယ်။ဒါပေမဲ့စီးပွားရေးမှာပို့ကုန်ကဏ္ဍကိုကြီးကြီးမားမားမိခိုနေရပြီး American ဈေးကွက်ကိုအရန်အားကိုးနေရတဲ့တရုတ်တို့ရဲ့နစ်နာမှုကတော့ တိတိတတပုံများပါလိမ့်မယ်။အမေရိကန်ရဲ့နှစ်ဆင်သွင်းကုန်အလုံးရဲ့၁၄ရာခိုင်နှုန်းလောက်ဝေးစုကိုတရုတ်တနိုင်ငံတဲကကြီးစိုးထားတာဖြစ်ပါတယ်။သွင်းကုန်တွေကိုအခွန်၁၂၅ရာခိုင်နှုန်းစီးချက်တဲဆိုတာက တရုတ်ရဲ့ဒေါ်လာတရာတန်ကုန်ပစ္စည်းတစ်ခုကိုအမေရိကန်ကအခွန်၁၂၅ဒေါ်လာကောက်ယူမဲ့အတိတ်ပဲပါ။ဒီတော့ဖောက်သည်တွေကိုဈေးပေါ်မှုနဲ့ဆွဲဆောင်တဲ့တရုတ်ကုန်စီတွေကအမေရိကန်ဈေးကွက်မှာတော့ဈေးတင်ရောက်ဖို့လိုလားပါတယ်။အကျိုးဆက်အနေနဲ့တရုတ်သွင်းကုန်တွေကိုဝယ်လိုအားချသွားပြီး ဲ့ဒီနေရာမှာ American စက်မှုလုပ်ငန်းတွေရဲ့ပြည်တွင်းဖြစ်ထုတ်ကုန်တွေကအစားထိုးနေရယူမှာပါဒါက Trump ရည်ရွယ်ထားတဲ့အခြေအနေဖြစ်ပါတယ်တရုတ်အတွက်တော့အခြေအနေကတကယ့်ကိုဘေးကျန်နှံ့ချက်ပါဆက်ပြီးတင်းလေလေ Trump ကတုံ့ပြန်မှုကလည်းပိုခက်ထန်လေလေဖြစ်လာမယ့်အရေးရောင်တွေမြင်နေရပါတယ်ပြီးတော့တရုတ်ဟာ American နဲ့ကုန်သွယ်ရေးစစ်ပွဲကိုလက်တွေ့ကျကျရေရှည်ဆင်နွှဲဖို့ရင်းမြစ်မလုံလောက်သေးပါဘူးအဲ့ဒီကြက်ရက်နောက်ဆက်တွဲဖြစ်နိုင်ငံစီးပွားရေးကိုထိခိုက်လာမယ်ဆိုရင် ကွန်မြူနစ်ပါတီရဲ့ဥဆောင်မှုကိုပြည်သူတွေကမေကွန်ထုတ်လာတာမျိုးဘေးထွက်ဆိုးကျိုးတွေအထိရင်ဆိုင်လာရနိုင်ပါတယ်။ဒါကြောင့်ထရမ့်ကိုအလျှော့ပေးချင်းကပ်ဖို့ဆိုတာကလည်းခက်ခဲလွန်တဲ့အခြေအနေတစ်ခု ဖြစ်ပြန်ပါတယ်။ထရမ့်ရဲ့တောင်းဆိုမှုတွေကအတော်အသတ်မှမဟုတ်သလိုစီးပွားရေးနဲ့ကုန်သွယ်ရေးကဏ္ဍတွေမှာတင်ရပ်တန့်နေမှလည်းမဟုတ်ပါဘူး။ပထဝီဝင်နိုင်ငံရေးအခင်းအကျင်းတွေမှာပါတရုတ်ကမန်ရှော့ပေးရတာတွေကြုံလာပါလိမ့်မယ်။ပြီးတော့သမရရှိဟာသူ့ရဲ့ဩစာကိုတိဆောက်ယူရမှာ အမျိုးသားရေးစိတ်ဓာတ်ကိုဥထိတ်ထားတဲ့နိုင်ငံသားရေးမူဝါဒတွေကိုကျင့်သုံးခဲ့ပါတယ်။ထရန့်ကို အောက်ချိုလိုက်ရမယ်ဆိုရင်ရှီဟာပြည်တွင်းမှာသူ့ကိုအပိတ်ရက်တည်နေတဲ့အမျိုးသားရေးအင်အားစုတွေရဲ့ထောက်ခံမှုကိုပါဆုံးရှုံးသွားနိုင်ပါတယ်။တရုတ်အစိုးရကအမေရိကန်ရဲ့ကုန်သွယ်ရေးအခွန်အခမ်းမြင့်တင်မှုတွေဟာနိုင်ထက်စီးနယ်လုံရဲလို့ဝေဖန်ပြစ်တင်နေပေမဲ့ထိထိရောက်ရောက်ကင်တွယ်ဖြည့်ရှင်းဖို့ကတော့ရုန်းကန်နေရဆဲပါ။ကုန်သွယ်ရေးနယ်ပယ်မှာတရုတ်နဲ့အမေရိကန်တို့ရန်ဆောင်နေကြတာက ကဘာကြီးအတွက်ကောင်းတဲ့ကိစ္စတော့မဟုတ်ပါဘူး။နိုင်ငံကြီးတွေကတောင်းခံနိုင်ရင်တောင်ကဘာစီးပွားရေးကြဆင်းမှုတန်းကိုနိုင်ငံငယ်တွေကအလူအလဲခံစားရပြီးလူသန်းပေါင်းများစွာအလုပ်အကိုင်ဆုံးရှုံးတာမျိုးကရက်တွေကြုံလာနိုင်တယ်လို့စီးပွားရေးပညာရှင်တွေကသတိပေးထားပါတယ်။အဲ့ဒီလို အခြေအနေတွေအထိဖြစ်မဖြစ်ဆိုတာကတော့ထရမ့်ရဲ့ကုံသွဲရေးအရာဇက်တိုက်ဖိအားပေးမှုတွေကနေတရုတ်ဘလို့ထွက်ပေါက်ရှာမလဲဆိုတဲ့အပေါ်အများကြီးမူတည်သွားပါပြီ။ကမ္ဘာပေါ်မှာစီးပွားရေးအင်အားအကြီးမားဆုံးနိုင်ငံကြီးနှစ်ခုအနေနဲ့ နိုင်ငံတကာကုံတော်ရေးကန္တာတည်ငြိမ်အေးချမ်းအောင်ဦးဆောင်မှု ပေးတင်ပေမဲ့အခုတော့တကဘာလုံးမှာစင်ကယ်ရက်ခတ်မှုတွေကြုံလာစေမဲ့ပြိပခလမ်းစဉ်စီကိုအမေရိကန်နဲ့တရုတ်တို့ကဥတီနေကြပြီဖြစ်ပါရဲ့ရှင်။ People Spring ရဲ့ပြောပြအောင်မဲ့အစီအစဉ်ကိုတော့တနင်္ဂနွေနေ့ည၈နာရီချိန်တိုင်းမှာပတ်စင်တင်ဆက်ပေးနေပါရဲ့ရှင်။